အားလုံးမင်္ဂလာပါကျွန်တော်ဆရာနေထူးဖြစ်ပါတယ်ခင်ဗျာအဲကျွန်တော်ဒီနေ့ကတော့ဒီပီယဂါရာလေးတပုတ်ကျွန်တော်မျှဝေပေးကြတာဖြစ်ပါတယ်ပီယဂါရာဆိုတော့သူကပီယပွင့်တာဗျာပီယဆိုတဲ့သဘောတရားက PMP ပီယအတူတူပဲဆိုတော့ပီယဆိုတဲ့သဘောတရားကလူချစ်လူခင်ပေါ်များတော့ဆိုလိုချင်တာပီယတက်ရှိတယ်ပီယတက်အပွင့်နေဆိုလို့ရှင်ကလူချစ်လူခင်ပေါ်များတယ်ဆိုတော့ကိုကဒီလူပဝင်းကျင်မှာလူမှုဆက်ဆံပေါင်းသင်းရေးပိုင်းနေမှာပူအဆင်ပြေလာတဲ့သဘောတရားပေါ့ကိုဆိုလို့ရှင်စေတနာပူမိတဲ့အခိုက်အတန့်မျိုးကြီးကြုံရတဲ့သဘောတရားပေါ့ အာလုပ်ငန်းခွင်ထဲမှာဆိုလို့ရှိရင်လဲကိုကပီယာတက်ဆန်းလေးပွင့်နေတယ်ပီယာတက်လက်လာပါလေးပွင့်နေရဆိုလို့ရှိရင်ကိုကိုကြွေးခြင်းမွေးခြင်းတယ်ကိုလောက်တာလေးတွေကအဲသူတို့အတွက်အဆင်ပြေတယ်ကောင်းတယ်အဲ့လိုပုံစံမျိုးလေးပေါ့နော်အကြည်တလေးရတဲ့သဘောတရားမျိုးလေးဖြစ်တဲ့ပုံစံမျိုးပေါ့ဆိုတော့ပီယာပွင့်အောင်ကကျတော့သူကအမျိုးအစားအများကြီးပဲလုပ်လို့ရတယ်အဲ့ထက်မှာအယူရှင်းတော့ကတော့ဂါလာတွေရှိတယ်ပီယာဂါလာတွေရှိတယ်ပေါ့ကျွန်တော်ဒီနေ့မျှဝေပေးသွားမှာကပီယာဂါလာတွေကိုမျှဝေပေးသွားပါအခုကတော့ညနေခင်းနေဝင်တဲ့ချိန်မှာဘူယိုရိုက်နေတာဆိုတော့ တိုက်အပေါ်ဆုံးတက်မှာရောက်နေရမှာနော်။ဟုတ်ကဲ့ပီယကာရာလေးတစ်ပုတ်မြောက်ရေးပေးပါမယ်။ပီယကာရာကိုယူမယ်ဆိုလို့ရှိရင်ကျွန်တော်ကဂါရာဖြစ်တဲ့တော့ကြောင့်အုံခံပြီးတော့မှယူရပါမယ်ခင်ဗျ။အုံဆိုတဲ့စကားလေးကိုမိတ်ဆွေတို့ခံပြီးတော့ယူရမယ်။အုံဆိုတဲ့သဘောတရားကအုံအုံဂါရာအုံဆိုရင်ဂါရာပေါ့နော်သူက။အဲ့တော့ကြောင့်အုံကဒီလေချောင်းတွေကပါတဲ့အတန်မျိုးနဲ့ဖြစ်ဖြစ်အောင်ယူရမှာ။လေချောင်းတွေကပါတဲ့အတန်ဆိုတာဒီအုံအဲ့လိုပုံစံမျိုးယူလို့မရဘူး။သူကလေချောင်းတွေကထက်တဲ့အတန်အုံအဲ့လိုပုံစံမျိုးအုံအုံအဲ့လိုသဘောတရားမျိုးတွေ့ရပါတော့နော်။ယူရမယ့်ဂါရာအနေနဲ့ကကျွန်တော်တစ်ခေါက်အရင်ဆုံးလေးယူပြမယ်။ ုံအေဟိစိတ်တံပီယမမခါရယိုးရှင်လေးပဲအုံအေဟိစိတ်တံပီယမမအနည်းကလေးကြိုးပြမယ်နော်အုံအေဟိစိတ်တံပီယမမအဲ့လိုမျိုးကိုကျွန်တော်တို့က6ခေါက်သို့မဟုတ်12ခေါက်15ခေါက်အဲ့လိုအထိကိုကျွန်တော်တို့ရုပ်ဆိုပေးရမှာဖြစ်ပါတယ်အဲရုပ်တဲ့နေရာမှာကျွန်တော်တို့ခဏနေလက်လေးနဲ့ရုပ်လို့ရှင်ပို့ဆင်ပြီလက်လေးနဲ့ရုပ်တဲ့ဆိုတာလက်ဖွားလေးနှစ်ဖက်လိုလေးခံပါနော် ုံအေးစိတ်တံပြီးရမမအုံအေးစိတ်တံပြီးရမမအုံအေးစိတ်တံပြီးရမမအဲ့လိုပုံစံမျိုးလေးရွတ်ပြီးတော့မှကိုးကောက်ပြည့်ပြီဆိုတာနဲ့ကျွန်တော်တို့ကဒီလက်ဖွားလေးကိုသမင်လေးကိုတတ်လိုက်ပါဗျာဆိုလိုချင်တာအမ်လို့ဒီတတ်လိုက်ပါနော်အဲ့လိုပုံစံမျိုးလေးအုံအေးစိတ်တံပြီးရမမအဲ့လိုဒီတတ်လိုက်ဟမ်သမင်လေးကိုနောက်လေးကိုဗျာခေါင်းပြီးတဲ့ပုံစံမျိုးလေးအဲ့လိုဒီတတ်လိုက်ပါလေဒီလိုသဘောတရားလေးပေါ့နော်ဆိုတော့ဂါလာလေးကတော့ရိုးရှင်းရှင်းပဲလောလောကူကူလေးပဲဒီဂါလာကျတော့ तू ကဘဲချိန်မှသူရုတ်လို့ရတယ်ကို့အနေနဲ့ကတကယ်ချင်းနေနဲ့ တခုခုသွားမယ်လာမယ်တော့မဟုတ်တခုပြောရဆိုရမယ်ဆိုလို့ရှိရင်ခါလာလေးကိုကောလောက်ညွတ်ပြီးတော့မှအုံးအေးစိတ်တံပြရမမဆိုမှညွတ်ပြီးတော့မှကျွန်တော်တို့ဒီမှာခေါင်းလေးကိုတတ်သွားလို့ပြရဒါဆိုရင်သူကပြရပွင့်တာအုံးအေးစိတ်တံပြရမမဒါပြရပွင့်တာအဲ့လိုပုံစံမျိုးပေါ့နော်လက်ပါလဲသူကရိုက်လို့ရတခြားစီရင်နေအများကြီးရှိရလက်မအဲ့လိုရေးရတဲ့ဟာရှိရအုံးအေးစိတ်တံပြရမမဆိုမှအဲ့လိုမျိုးရိုက်ရလို့ရှိရင်လည်းပြရပွင့်တဲ့ဟာမျိုးရှိပေါ့နော်ဒါကတော့အယူရှင်းဆုံးနဲ့အလွယ်ကူဆုံးအဲလက်ဖွားလေးနဲ့အုံးအေးစိတ်တံပြရမမလို့ညွတ်ပြီးတော့မှလောက်ရတဲ့ခါလာလေးတစ်ခုဖြစ်ပါတယ်ခင်ဗျဒီခါလာလေးကိုလည်းပြီးတော့မှမျှဝေပေးရဖြစ်ပါတယ်ခင်ဗျ အဲမိတ်ဆွေအနေနဲ့လဲပြရလလာပါလိပွင့်ရပါလိဆိုတဲ့အကြောင်းစီတောင်းပေးပါတယ်ခင်ဗျာအားလုံးချစ်မိုက်တင်ပါတယ်ခင်ဗျာ